ဆလင်းမျိုးနယ်တိုက်ပွဲမှာမင်းဘူးခရိုင်တရင်မှန်9ကတက်ခွဲမှုတူကြဆုံးခဲ့မခွေးတိုင်းမင်းဘူးခရိုင်တွင်အခြေပြုလှုပ်ရှားနေတဲ့မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်9တရင်ရဲ့တက်ခွဲမှုတူတိုက်ပွဲတွင်မိမျက်စွာကြဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်ကြဆုံးသူမှာဆလင်းမျိုးမှအသက်20နှစ်အရွယ်တက်ခွဲမှု ရဲဘော်နဂါးလေးခေါ်ရဲဘော်နိုင်ထက်ဦးဖြစ်ပြီး2025ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မနက်ပိုင်းကပွင့်ပြူမြို့နယ်လင်းစင်းတိုင်နယ်အုံတော်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့အဆိုပါဂျေးွာအနီးတိုက်ပွဲဖြစ်ပွားနေချိန်မှာလက်နက်ငယ်ကြီးထိမှန်ကကြာဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်ရဲဘော်နဂါးလေးကြာဆုံးမှုအတွက်အဲ့ဒီတိုက်ပွဲမှာ နှစ်ဖက်အပြန်လန်ပြစ်ခတ်ရင်းနဲ့ကျွန်တော်တို့ရဲဘော်နဂါလေးကြသွားတာဗျာအနီးကပ်ပြစ်တဲ့အချိန်မှာဥကောင်းမှန်ပြီးကြတာလို့မင်းဘူးခရိုင်အမှတ်၅တရင်ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံတန်းကသိရှိရပါတယ်စီရေးချင်းဒီကြောင့်ကြဆုံးတခွေမူရဲဘော်နဂါလေးခေါ်ရဲဘော်နိုင်ထက်ဦးရဲ့ဇာပနာအခမ်းအနားကို2025ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ညနေ4:00ခွဲက ဘင်းဘူးခိုင်အမှတ်ငါတက်ရင်ရဲ့စိုးမိုးနေမြေအတွင်းမှာပဲမီးတကြိုပြီးအမိန်ပြန်တန်းထုတ်ပြန်ခဲ့တာလေ ဖြစ်ပါတယ်။မင်းဘူးခိုင်အတွင်းစေကောင်းစီတက်တဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာတခွဲမှုရဲဘော်ငကားလေးအပါဝင်မင်းဘူးခိုင်တက်ရင်မှတ်ငါးကကာကွယ်တပ်ဖွဲ့ဝင်၃ဦးထိကြဆုံထားခဲ့ရတာလေဖြစ်ပါတယ်။ကြဆုံသွားခဲ့ရတဲ့ရဲဘော်ဟာကိုပိုင်မှတ် SP14205080 တခွဲမူရဲဘော်နကားလေးခေါ်ရဲဘော်နိုင်ထက်ဦးဖြစ်ပြီးမင်းဘူးခရိုင်တရင်မှတ်9မှာတာဝန်ထမ်းဆောင်နေကြတာ၃နှစ်တန်းတိုင်းရှိလာခဲ့ပြီလေဖြစ်ပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ကတရင်မှာအားကိုးရတဲ့ရဲဘော်တယောက်ဖြစ်ခဲ့ပြီးရဲဘော်မြင်ခဲ့တဲ့ရဲဘော်လူချင်းပြီးတော့မမြင်လိုက်ရတဲ့ လွတ်လပ်ပြီးစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ဖို့အတွက်ပြည်သူတွေနဲ့အတူလက်တွဲပြီးအစွမ်းကုန်စူးစမ်းဆောင်ရွက်သွားပါမယ်လို့တရင်ကထုတ်ပြန်ထားကြတာလေဖြစ်ပါတယ်။အမတန်နှမျောစရာကောင်းတဲ့ဆုံးရှုံးမှုကြီးတဲ့ဖြစ်ပါတယ်။တရင်တစ်ဖွဲ့မှာမြေဥတော်လိုင်းကာလာရှော့တာဝင်ထမ်းဆောင်ခဲ့ပြီးနောက်ဆုံးကြာဆုံးတဲ့အချိန်ထိ တရင်ကပြည့်တဲ့တာဝန်များကိုခြေပွန်စွာထမ်းဆောင်ခဲ့တဲ့ရဲဘော်တယောက်ကိုဆုံးရှုံးလိုက်ရခြင်းပဲဖြစ်ပါတယ်။ဒီလိုတန်ဖိုးရှိတဲ့အသက်တွေကိုကျွန်တော်တို့ထပ်မံမဆုံးရှုံးရဖို့အတွက်မြို့ဦးဒေါ်လာရင်းမှာနေ့အတိုင်းပါဝင်နေကြဖို့တိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့ကလည်းအမြင်မပြတ်တိုက်တွန်းနေရခြင်းဟာဒီလိုတန်ဖိုးရှိတဲ့အသက်တွေကိုမဆုံးရှုံးစေခြင်းလိုပဲဖြစ်ပါတယ်။ဖက်စစ်အာနာယူလက်ပါစီတွေကြောင့် တမိုးရှိရဲ့အသက်တွေကိုဆုံးရှုံးရတဲ့အချိန်မှာတော့ကျွန်တော်တို့အားလုံးပါတာဝန်ရှိပါတယ်။ခေတ်ဆက်ဆက်ကလူငယ်တွေဟာအာနာရှင်အဆက်ဆက်ကိုတော်လန်ကြရင်မြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့အချိန်မှာတော့တော်လန်ရဲ့သူရဲ့ကောင်းအာဇာနည်တွေအဖြစ်ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကမှတ်တမ်းတင်ထားပေးရမှာလည်းဖြစ်ပါတယ်။အဖိနှိတ်ခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တော်လန်ရင်မြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့မင်းမူခရိုင်တရင်မှတ်ငားမှာ ရဲဘော်နဂားလေးခေါ်ရဲဘော်နိုင်ထက်ဦးအားကျွန်တော်စပုတ်ပီရဲ့မြန်မာမှာလည်းအလေးနေပြုအမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့စွန့်လွတ်အနစ်နာခံပေးဆက်ခဲ့ရမှုအတွက်ကျွန်တော်အားလုံးနဲ့တူဒီຫນွေဦးတော်လိုင်းသမိုင်းကဘယ်တော့မှ မေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကတိလာပါစေဖက်စစ်အကြံဖက်ဆက်အနာရှင်ကို အမြင့်ပြတ်ချေမွေး နေဦးတော်လန်ဟင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ကိုခြေကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့စပုတ်ပီဒီအေမြန်မာဂျူဂျူချန်နယ်ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ်ပီဒီအေမြန်မာဂျူဂျူချန်နယ်ကို ကြည်ရင်တော်လန်ဟင်းမှာတောင်တနေရာကနေပါဝင်နေရဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ င်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံ ပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွေပဲဖြစ်စီလက်နက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PD ရဲ့နေမှာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်